မင်္ဂလာပါရှင်ဒီနေ့ကျွားတော့လက်ထဲရောက်လာတဲ့သတင်းမြစ်တွေကို အတွင်းကြကြလေ့လာကြည့်တဲ့အခါမှာပေါ့လေကမ္ဘာနိုင်ငံရေးနဲ့စစ်ရေးအခင်းအကျင်းအတွက်အရေးပါနယ်လောက်တဲ့အကြောင်းအရာကြီးနှစ်ခုကိုအဓိက တွေ့ရပါတယ်အဲပထမတစ်ခုကတော့ရုရှားစီကလာတဲ့သတင်းမှာနိပညာပိုင်းမှာအလဲပြောင်းတစ်ခုတောင်ထင်နိုင်ခြင်းရှိတယ်လို့ပြောနေကြတဲ့လန်ဒန်တစ်ခုအကြောင်းပေါ့ဟုတ်ကဲ့ကပြီးတော့ဒုတိယအနေနဲ့ကတော့ယူကရိန်းစစ်မြေပြင်ကနောက်ဆုံးအခြေအနေတွေကိုပဲဖြစ်ပါတယ် အထူးဖြင့်ပေါ့လေတရင်တဲ့စီရဲသုံးသက်ချက်တွေထဲမှာပေါ်ပြထားတဲ့ဒီရှေ့တန်းစစ်မြေလာတွေကလှုပ်ရှားမှုတွေပြီးတော့အဲ့ဒီနောက်ွယ်ကဖြစ်နိုင်ခြေရှိတဲ့မဟာဗျူဟာရတွေကိုအတူတကွာဆန်းစစ်ကြည့်ကြတော့ပေါ့ကောင်းပါပြီဒါဆိုပထမဆုံးရုရှားရဲ့လက်နက်သစ်ဘက်ကိုအရင်တွားကြည့်ကြအောင်ဘူရိုဗစ်နီလို့ခေါ်တဲ့ခရုစတုန်းပြန်အစ်စ်တစ်မျိုးကိုအောင်မြင်စွာဆန်းသက်လိုက်ပြီးဆိုရဲတရင်တွေတော်တော်လေးထွက်နေပါတယ်ဒီဒုံးပြန်ကဘာကြောင့်ဒီလောက်တောင်အာယုံစိုက်ခနေရတာလဲဟုတ်ကဲ့ ဒါကလေတာမန်ခရုစ်ဒရုန်းဖြန်တစ်ခုတော့မဟုတ်ဘူးခင်ဗျာရဖာတဲ့အချက်လက်တွေညာသူ့ရဲ့အဓိကထူးခြားချက်ကနျူကလ িয়ার စွမ်းရင်၃ဖြစ်နေတာပဲဆိုလိုတာကအသေးစားနျူကလ িয়ার တပ်ပေါင်းဖို့တစ်ခုကို သူ့ရဲ့အဲတွန်းကန်အားအတွက်တုံးထားတယ်လို့ယူဆရတယ်ဒီနည်းပညာကြောင့်သီအိုရီရတော့သူ့မှာလွန်စာကုံမာကိုစိုးရင်ဆရာမလို့ပဲအကန့်အကတ်မရှိပြန်တန်းနိုင်စွမ်းရှိနေတာပါအော် အကန့်တမရှိပြန်တန်းနိုင်စွမ်းဆိုလေအတုံးကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ဒါကလက်တွေမှာဘလို့အရေးပဲတက်ရောက်နိုင်မလဲ။ကဘာပဲနေရာကိုမဆိုရတ်အကန့်တမရှိပြန်နိုင်တယ်ဆလာမျိုးလား။အဲအတိကျတော့အဲ့ဒီလိုသဘောမျိုးပဲ။တရင်ဖော်ပြချက်တွေရဆိုရင်ဒါဟာရက်ပေါင်းများစွာဒါမှမဟုတ်လပေါင်းများစွာတောင် ဖြစ်နိုင်တယ်။ပြန်တန်းနိုင်တယ်။ကဘာကိုအကျဉ်းချင်းပတ်နိုင်တယ်လို့ဆိုလိုတာပေါ့။တမယောက်ျားတုံးပြန်တယ်လို့လောင်စာကန့်တတ်ချက်မရှိတော့ ူတဲ့ဒီက NDA ခီးတဲ့စွမ်းရည်ကကြိုတင်ခတ်မှန်းလို့မရတဲ့လမ်းကြောင်းတွေကနေပြန်ပြီးတော့လက်ရှိကာကွယ် system တွေကိုရှောင်တိန်နိုင်တာပါပဲ။အင်း။ Okay. ဒါကိုမြေပြင်ကနေပစ်လို့ကြတယ်။အနိုင်ပြန်တားနိုင်တယ်။ပြီးတော့ nuclear take ဖို့တဲနိုင်တယ်လို့လည်းပြောထားတယ်။သူ့ဆိုင်ကတော့အတန်ထက်မြန်တာမျိုးမဟုတ်ဘူး။ subsonic ပေါ့။ဒါပေမဲ့အဓိကချိန်ချောင်းမှုကမြန်နိုးမဟုတ်ပဲကြာရှိပြင်နိုင်တာနဲ့ခတ်မှန်းရခက်တဲ့လမ်းကြောင်းပဲ။ ဒီနေရာမှာတကယ်လို့စိတ်ဝင်စားစရာကောင်းလာပြီရုရှားသမ္မတပူတင်ကိုယ်တိုင်ကတော့ဒီလက်နက်ကိုတားဆီးလို့မရနိုင်ဘူးလို့တုံ့နှုံးခဲ့ဘူးတဲ့နေတိုဘက်ကကြတော့ Skyfall ဆိုတဲ့အမီဘက်ပေးထားတယ်ဒီချက်တွေကဒီလက်နက်ရဲ့မာဗျူဟာမြောက်အရေးပါမှုကိုပြနေတယ်လို့ပဲဒါပေမဲ့လက်ရှိ ICBM တွေ Hypersonic တွေနဲ့ယဉ်ရင်ဒီ Skyfall ကမာဗျူဟာချင်းခွင်ရှားကိုဘလို့များအခြေခံချက်ကြောင့်ပြောင်းလဲစေနိုင်တာလဲဟုတ်ကဲ့ကောင်းတဲ့မိခေါင်းပါပဲ အဓိကပြောင်းလဲမှုကလက်ရှိကာကွယ်ရေးစနစ်တည်းရဲ့အခြေခံအယူဆကိုစိန်ခေါ်လိုက်တာပဲ။တမယုတ်ချက်ကာကွယ်ရေးစနစ်အများစုက များသောအားဖြင့်ခံမှန်းလို့ရတဲ့ပေထင်းဒုံလန်းကြောင်းတယ်။ဒါမှမဟုတ်ပြန်သန်းနိုင်တဲ့အကွာအဝေးကန့်သက်ချက်ရှိတဲ့ခရုစတုန်တွေကိုခြေအားခံဖို့ကြားပြဟန်တာဖို့တိဆောက်ထားတာလေ။ဟုတ်ကဲ့။အခုဘျူရိုဗက်စနစ်လိုအကန့်တမဲ့ပြန်နိုင်ပြီးဘယ်လန်းကြောင်းကလာမယ်မှမသိတဲ့လက်နှမျိုးက အဲ့ဒီကာကွယ်အစီအမံတွေကိုတိတိတသားအာနေသွားစေနိုင်တယ်။ဆိုတော့ဒါဟာကဘာလုံးဆိုင်ရာစင်ဆက်မပြတ်ထော်လန်းဆောင်ကြီးစနစ်တွေလိုအပ်လာစေပြီးတော့ဟိုနှစ်ဦးနှစ်ဖက်တေချာဖို့ပစ္စည်းချင်းဆိုရဲအယူဆကိုတော့မေခွန်းထုတ်ဆရာဖြစ်လာစေနိုင်တယ်။อืมဟုတ်တယ်။အကယ်၍ကဖက်ကသူ့မှာတားဆီးလို့မရတဲ့ပထမဆုံးတိုက်ခိုက်နိုင်စွမ်း ဒါမှမဟုတ်လက်တွန့်ပြန်နိုင်စွာရှိတယ်လို့ခန်းစားသွားရရင်ဒါဟာတည်ငြိမ်မှုကိုပြပြစေနိုင်တာပေါ့။ဒီလိုနေ့အထဲမှာတော့ဒါဟာအောင်မြင်တဲ့နောက်ဆုံးစမ်းသပ်မှုတွေလို့သုံးထားပေမဲ့တစ်ဖက်မှာလည်းတိုက်ခိုက်ရေးကြောင်ဝင်ထန်းဆောင်ဖို့အဆင်သင့်မဖြစ်သေးဘူးအလုပ်တွေကြံသေးတယ်လို့ဆိုထားပြန်ရော။ပြီးတော့အရင်စမ်းသပ်မှုတွေမအောင်မြင်ခဲ့ဘူးလို့အနောက်တိုင်းကသုံးထပ်ခဲ့တယ်ဆိုတာလည်းရှိခဲ့ဘူးတယ်မို့လား။ဒီအပေါ်မှာဘလို့နားလည်ရမလဲ။ဟုတ်ကဲ့ပါ။ရုရှားရဲ့တရားဝင်ကြီးညာချက်မှာတော့ အဆုံးအဖြတ်ပေးမယ်စံတက်မှုတွေပြီးဆုံးသွားပြီဆိုတာကိုအလေးဖိဖော်ပြထားတာတွေ့ရပါတယ်။ဒါပေမဲ့ဟုတ်ကဲ့တိုက်ခိုက်ရေးတာဝန်ထမ်းဆောင်နိုင်ဖို့ ascending fee ရေလုပ်ငန်းကြီးကြံသေးတယ်ဆိုတာကိုလည်းဝန်ခံထားတယ်။ဆိုတော့ဒါကဒီလက်နက်အပြည့်အဝအတုံးချနိုင်ဖို့အချိန်ယူရအောင်မယ်ဆိုတာကိုပြနေတာပေါ့။ဟုတ်ဟုတ်ပြ။ချက်တွေဆွေးနွေးပွဲတွေရပ်တန့်နေခြင်းဖြစ်နေတယ်။ဟုတ်ပါတယ်။တော်တော်လေးနုနယ်တဲ့ချိန်ပေါ့။အဲ့ဒီလိုအချိန်မျိုးမှာဒီလိုမဟာဗျူဟာရဲ့အရေးပါတဲ့လက်နက်သစ်ဆန်းတက်အောင်မြင်တယ်ဆိုတဲ့ကြေညာချက်ထွက်လာတာ။ နိုင်ငံတကာမှာလက်နက်အပြိုင်တပ်ဆင်မှုပြိုင်ပွဲတစ်တခုကိုပြန်ပြီးမီးထိုးပေးလိုက်တယ်လို့ဖြစ်သွားနိုင်တယ်လို့နိုင်ငံတကာလေးလာတုံးတပ်သူတော်တော်များများကစိုးရိမ်တကြီးစုမြင်နေကြပါတယ်။ဟုတ်ပါပြီ။ဒီလိုကမ္ဘာမဟာဗျူဟာချင်းခွင်ရှားကိုရိုက်ခတ်နိုင်တဲ့လက်နက်တစ်အကြောင်းကနေမြေပြင်ပေါ်ကလက်တွေ့တိုက်ပွဲတွေပြင်းထန်နေတဲ့ယူကရိန်းစစ်မျက်နှာဘက်ကိုပြန်လည်ကြည့်ကြရအောင်။အဲရရှိထားတဲ့တည်င်းဟင်းမြစ်တွေက တော်တော်လေးရှုပ်ထွေးပြီး တခါတရံအပြန်အလှန်ဆန့်ကျင်နေတဲ့ပုံမျိုးကိုဖော်ပြနေတာတွေ့ရတယ်။အရင်ဆုံးဖော်ပြထားတဲ့ပိုကျက်ပြက်နဲ့ယူရှာရဲ့မဟာဗျူဟာလွတ်ယူဆရတဲ့အချက်တီနဲ့စကြည့်ကြရအောင်။ဟုတ်ကဲ့။တတိယမြေတချို့ရဲ့သုံးသပ်ချက်တီရတာယူရှာဟာ လာမယ့်ဆောင်းရည်ကိုဦးတည်ပြီးယူကရိန်းရဲ့ရည်ကြည့်တဲ့အခြေခံဆောင်းဝန်းတွေကိုပိုပြီးတော့အာရုံစိုက်တိုက်ခိုက်လာနေတယ်လို့ဆိုပါတယ်။အထူးသဖြင့် list အားပြီးစနစ်တွေအပူပေးစနစ်တွေ gas pipeline တွေကိုပိတ်မထားနေတာတွေ့ရတယ်ပေါ့။ ဒီတိုက်ခိုက်မှုတွေရဲ့နောက်ွယ်က UI ချက်ကိုသုံးသပ်ကြတော့အေယူကရိန်းရဲ့စစ်မှုလုပ်ငန်းတွေကို နောက်ရရတန်းစီဖို့နောက်ပြီးအလဲပိုင်းနဲ့အရှိပိုင်းဒေသတွေကရသပြည်သူတွေကိုအနောက်ဘက်စီအများအပြားရွှေ့ပြောင်းပေါင်းဖိအားပေးဖို့စိတ်ပိုင်းဆိုင်ရာအယထိတ်လန့်အောင်လုပ်ဖို့ဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။ဒါကတိုက်ပွဲမြင်နာမှာလူနေကျဲပါတဲ့ဂျားခန္ဓာမြေလို့ဖန်တီးချင်တာလား။ရှေးတန်းကစစ်တပ်အတွက်အယတအထောက်အပံ့တွေကိုဖျက်တောက်ချင်တဲ့သဘောမျိုးလား။ အော်ဟုတ်ကဲ့ဒါကတော့တရင်ရင်းမြစ်တစ်ခုရဲ့ဖြစ်နိုင်ခြေ30ချက်ထဲမှာဖော်ပြထားတဲ့မဟာဗျူဟာမြောက်ယီမန်ချက်တစ်ခုဖြစ်နိုင်ပါတယ်ဆိုလိုတာကတအူနာမရှိနေတဲ့စစ်တပ်အတွက်လိုအပ်တဲ့ယသားထောက်ပံ့ဖွဲ့စည်းပုံတွေဝန်ဆောင်မှုတွေကိုအားနည်းသောအောင် level လို့မရအောင်လုပ်တာမျိုးပေါ့ဒီနေရာမှာစစ်ဝန်စားစရာမချက်တစ်ခုကအဲ့ဒီတရင်ရင်းမြစ်ကပဲယူရှားရဲ့ပြစ်မှတ်ထားတိုက်ခိုက်နိုင်စွမ်းတဲ့နိဗျူဟာတွေကယူကရိန်းရဲ့လေကြောင်းကာကွယ်စွမ်းရည်တိုးတက်လာတာတဲ့ပိုပြီးမြန်မြန်ဆန်ဆန်တိုးတက်ပြောင်းလဲနေပုံရတယ်လို့သုံးသပ်ထားတာလည်းတွေ့ရတယ်အော်ဟုတ်ကဲ့ ဒါကတော့မဟာဖြူဟာအဆင့်တုံးတက်ချေပေါ့နော်တိကျတဲ့အစ်စ်မြေပြင် တိုက်ပွဲအခြေအနေတွေဘက်ကိုကြည့်အောင်ဘက်ဂရော့ထရီကာတာတိုက်ခိုက်ခံရတယ်ဆိုတော့တတိနေထွက်လာတယ်အဲ့မှာဗားရဖြစ်ခဲ့တာလေဟုတ်ကဲ့တတိနေရတော့ယူကရိန်းဘက်ကဟိုင်မတ်စ်ဒုံးကြီးတယ်ဒါအမေကန်ပေးထားတယ်ကွာဝေးဖြစ်ဒုံးကြီးစနစ်လေအဲ့ဒါတွေနဲ့ဒရုန်းတွေတုံးပြီးရောယူရှားနဲ့စနာကဘက်ဂရော့ရေလောင်တမန်ကိုပြင်မထတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်ဟိမတ်စ်နဲ့ဒရုန်းတွေတုံးပြီးပေါ့ဟုတ်ပါတယ်ဒီတိုက်ခိုက်မှုကြောင့် ရေကာတာရဲ့ရေဘူးလွဲ spillway ပျက်စီးသွားပြီရေလောင်းတမန်ထဲကရေတွေအပြင်ကို တော်တော်များများစီးထွက်သွားတယ်ရေမျက်နှာပြင်တိတိတတ်တာကျသွားတယ်လို့ဆိုပါတယ်ဒီစီးထွက်လာတဲ့ရေတွေကတောင်ဘက်ယူကရိန်းပိုင်နက်ထဲက Wolfchums မြို့ဘက်ကိုစီးဆင်းသွားတယ်လို့ဆိုတယ်ဆိုတော့အဲ့ဒီရေတွေက Wolfchungs နားကယူရှာတက်တည်းရဲ့လူရှာမှုကိုအဟန့်အတာဖြစ်စေနိုင်လားအဲထိနိုင်ခြေရှိတယ်လို့သုံးသပ်ကြပါတယ်အဲ့ဒီဒေတာမှာယူရှာတက်တည်းရဲ့ထိုးစစ်ဆင်မှုတွေ တက်ရွှေပြောင်းမှုတွေကိုအတိုင်းအတာတစ်ခုထိအဟန့်အတာဖြစ်စေနိုင်တယ်လို့သုံးသပ်ကြပေမဲ့ဘလောက်ထိထိရောက်မလဲဆိုတာကတော့အတိအကျမသိရသေးဘူးပေါ့ယူရှားဘက်ကတော့ပျက်စီးသွားတာကိုပြန်ပြင်းဖို့အချိန်ယူရအောင်မယ်လို့ခံမှန်းရပါတယ်အဲ့ဒီ Wolf Chunks မြို့ကိုတိုင်းကလည်းအဓိကစစ်မျက်နှာချိနေပုံပဲနော်အဲ့ဒီကအခြေအနေရောကဘလို့ရှိလဲဟုတ်ပါ Bob Chess နဲ့ပတ်တယ်လို့တော့ရုရှားလိုလာတဲ့တရင်ရမြစ်တွေကသူတို့တက်တီအဲ့ဒီမှာတိုးတက်မှုရနေတယ်လို့အခိုင်အမာပြောနေကြတယ် မြို့အနီးကဆူနီကိုလီဗေဆိုတဲ့ရန်ငယ်လေးလိုတင်လိုက်ပြီးတကူယူရှက်ကောက်ွယ်ရဲ့ဝင်ကြီးဌာနကတရားဝင်အတီးပြူဖို့စောင့်နေတုံးလို့ဆိုပါတယ်လို့ပြောသလိုဗော့ချန်စ်မြို့ထဲမှာလည်းရုရှားတပ်တွေရဲ့ခြေကုပ်နေရာတွေပိုခိုင်းမာလာတယ်လို့ဆိုပါတယ်ဗီဒီယိုထောက်ထားရရှိတယ်လို့ပြောလားအဲဒီမနေ့ပိုင်းကထုတ်ပြန်တဲ့ဆိုတဲ့ဗီဒီယိုတစ်ခုမှာမြို့အနောက်ပိုင်းကအဆုတ်ဦးတွေတစ်ခုမှာရုရှားစစ်သားတွေကိုအလံလွင်တင်နေတာတွေ့ရတယ်လို့ဖော်ပြထားတာရှိတယ်ခင်ဗျာဆိုတော့ဒီချက်တီပေါ်မူတီးပြီးဒီတရင်မြက်တွေက ဗော့ချန်စတိုက်ပွဲဟာရုရှားဘက်ကအသာစီရနေပြီးအဆုံးသတ်လူနီးပါးချစ်နေပြီးလို့ကြောက်ချက်ဆွမ်းနေကြတာပါတခြားတအူဒီဘက်ကိုကြည့်ရအောင်ဥပမာဇပိုရီးဇီးယားဒေတာမှာရောဘာထူလဲဇပိုရီးဇီးယားမှာလည်းအလားအတူပါပဲရုရှားတရင်ရင်မိတီကြတော့တွတ်တဲမှုတွေရနေတယ်လို့ဆက်တိုက်ဖော်ပြနေတယ်ယာဟရီဖ်ကပရယုတ်နေဆိုတဲ့ယွာတွေအထူးသဖြင့်ဗူဂလက်တာမျိုးရဲ့အရှိတောင်းဘက်ကနိုဗာမိုက်ကယ်လီကလို့အခြေချစကမ်းတော်တော်များများကိုထိန်းချုပ်လိုက်နိုင်ပြီလို့သူတို့ဘက်ကအခိုင်အမာပြောနေပါတယ်อืม ဒါပတ်အတီးပြုတ်ချက်ကကောင်ဟုတ်ကဲ့ဒါပေမဲ့ဒီအဆိုးတွေကိုအတီးပြုတ်ပေးနိုင်မယ်ဗီဒီယိုအထောက်အထားတွေကိုတော့လက်တလောမှာစောင့်နေရဆဲဖြစ်တယ်လို့လည်းသူတို့ကိုယ်တိုင်အတီးအမှတ်ပြုဖော်ပြထားပါတယ်အကဲဖြင့်သူတို့အဆိုးတွေဒါမန်းခေရင်တော့ဒါဟာအနီးနားကယူကရိန်းရဲ့အရေးပါတဲ့ခန္ဓာမျိုးကြီးဖြစ်တဲ့ဗူကလာဒါကိုတိတိတသားချင်းချုပ်လာနိုင်တဲ့အခြေအနေဖြစ်လာမှာပါပိုကရော့ဖ်ကဒီတော့ဘက်ကခြေနေကတော့တော်တော်လေးရှုပ်ထွေးပြီးအပြောင်းလဲမြန်နေပုံပဲတတိနေကလည်းအမျိုးမျိုးပဲဟုတ်တယ်အလွန်တရာရှုပ်ထွေးနေတာပါ အဲ့ဒီနေရာကအခြေအနေကတကယ်ကိုအရေးပေါ်မှအခြေအနေ fluid လို့ပြောရလောက်ကဲယူရှာလောတဲ့တရင်ရင်းမြစ်တွေရဲ့ပေါ်ပြချက်တွေရဆိုပြောလေယူရှာတက်တေဟာမဟာဗျူဟာရအရေးပါတဲ့ book crops ကြောင်းမီတွေတွင်ကိုတိမ့်ပိုက်နိုင်ခဲ့ပြီလို့ဆိုပါတယ်ဒါပြန် mineral crop မျိုးရဲ့အရှေ့ပိုင်းနဲ့အရှေ့မြောက်ပိုင်းတွေကိုထိုးဖောက်ဝင်ရောက်နေပြီမြို့တွင်တိုက်ပွဲတွေဖြစ်နေပြီလို့လည်းပေါ်ပြထားတယ်သူတို့ရဲ့အကယ်ဖြတ်ချက်အရာယူကရိန်းတက်တေဟာခုခံစည်းစိမ်တွေကိုဆက်ထိန်နိုင်စွာမရှိတော့ဘဲ စုခွာဖို့လမ်းကြောင်းရှာနေရပြီလို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီမှာယူကရိန်းတပ်တွေပိတ်မိနေနိုင်တဲ့အလားအလာရှိတယ်လို့လည်းသတင်းတွေထွက်နေတယ်မဟုတ်လား။အဲ့ဒါကအခြေအနေကိုပိုဆိုးစေနိုင်တယ်။ဟုတ်ပါတယ်။ယူရှာသတင်းရေးမြစ်တွေရဆိုရရော်ဒင်းစကီရိုဆိုတဲ့အခြေချာစခန်းကနေဖြတ်သွားတဲ့အဓိကစုခွာလမ်းကြောင်းမီနိုခရက်နဲ့ပိုခရော့စ်ကနေအနောက်ဘက်ကိုထွက်တဲ့လမ်းပေါ်လေ။အဲ့တော့ယူရှာတက်တွေကမီးနဲ့ထိန်းချုပ်ထားနိုင်ပြီးဖျက်တောက်ထားနိုင်ပြီလို့ဆိုပါတယ်။အော်မီးနဲ့ထိန်းချုပ်တယ်ဆိုတာကပိတ်ကူနဲ့ထိန်းထားတာပေါ့။ဟုတ်ပါတယ် အဲ့ဒီသဘောပါဒါကြောင့် Mineral Red Pokrov ဒေသဝိုင်းရှိနေတဲ့ Ukraine တပ်ဖွဲ့တွေဟာထွက်ပေါက်ပိတ်ဆို့ခံရပြီးဝိုင်းရံပိတ်မိသွားနိုင်တဲ့အန္တရာယ်အလွန်ကြီးမားနေတယ်လို့ဒီတရင်ရင်းမြစ်တွေကတုံ့တနေကြတာပါဒါပေမဲ့ဒီလိုအခြေအနေမျိုးမှာပဲယူကရိန်းဘက်ကလည်းတံမြန်တိုက်ခိုက်မှုတွေလုပ်နေတယ်။အောင်မြင်မှုတချို့ရနေတယ်ဆိုတဲ့သတင်းတွေလည်းထွာလာပြန်ရော။ဒါဟာပိုပြီးရှုပ်ထွေးသွားစေတာပေါ့။အတီးကြပါပဲ။ဒီနေရာမှာအရန်အရေးကြီးတာကတော့ ယူကရိန်းလိုလာတဲ့သတင်းရင်းမြစ်တွေကတင်းပြလာတဲ့အချက်တွေပါသူတို့ရဲ့ဖော်ပြချက်တွေအရယူကရိန်းတပ်တွေဟာဝိုင်းရံပိတ်ဆို့ခံရနိုင်တဲ့အခြေအနေကိုချိုးဖျက်ဖို့ကြိုးပမ်းတဲ့အနေနဲ့အပြင်းထန်တံပြန်တိုက်ခိုက်မှုတွေလုပ်ခဲ့ပြီးရိုဒင်စကီအနီကဆိုလီတာစကဲနဲ့ဇလန်စနေတချို့ကဇလုစနေလို့လည်းတုံးပါတယ်ဆိုတဲ့နေရာတွေကိုပြန်လည်သိမ်းပိုင်နိုင်ခဲ့တယ်လို့ဆိုပါတယ်ဟွန်းပြန်သိမ်းနေပေါ့ဟုတ်ကဲ့ဒါဖြင့် တခြားနေရာတွေမှာလည်းနိဗ္ဗူဟာယအောင်မြင်မှုတချို့ရခဲ့တယ်။ယူရှာတပ်ဖွဲ့တွေအတွက်ထောင်ချောင်းငယ်တခု ဖန်တီးနိုင်ခဲ့တယ်လို့လည်းဖော်ပြထားတာပါ။ဒါပေမဲ့ဒီနေရာမှာအလွန်အရေးကြီးတဲ့အချက်ကတော့ဒီသတင်းတွေကိုဖော်ပြတဲ့သတင်းရေးမြစ်ကိုယ်တိုင်ကဒီလိုအဆိုပြုချက်တွေအတွက်လက်ရှိအချိန်ထိခိုင်မာတဲ့ဗီဒီယိုထောက်ထားမတွေ့ရသေးကြောင်းနဲ့အခြေအနေကိုသတိကြီးစွာနဲ့စောင့်ကြည့်ဖို့လိုအပ်ကြောင်းအလေးထားပြီးသတိပေးထားတာပါ။ so pocrofs anima အတန်အလန်ငင်းဆိုမှုတွေအတိမပြုတ်နိုင်သေးတဲ့အခိုင်အမာပြောဆိုမှုတွေနဲ့ အလွန်တရာမတိငင်နဲ့အရေးကျွေးနေတဲ့အခြေအနေတစ်ခုလို့ပဲမှတ်ယူထားရမှာပေါ့နော်ဟုတ်ပါတယ်လောလောဆယ်တော့အဲ့ဒီလိုပဲပြောရမှာပါဘယ်ဘက်ကအတားစီရနေတယ်လဲအဒီပြူဖို့အလွန်ခက်ခဲနေပါတယ်တခြားထူးခြားတဲ့စစ်မြေပြင်တရင်ချက်လက်တွေကဘာလို့ရှိသေးလဲဟောအခြားဖော်ပြချက်တွေအရဆိုရင်လိုင်မင်မျိုးနီးမှလည်းယူရှားတပ်တွေရဲ့ဖိအားပေးမှုတွေဆက်လက်ပြင်းထန်နေတယ်လို့ဆိုပါတယ်အခြေအနေက ယူကရိန်းဘက်ကအလွန်ခက်ခဲနေပြီးယူရှားဘက်ကအဓိကထိုးစစ်ကြီးတစ်ခု ကြခင်စတင်လာနိုင်တယ်လို့တုံ့တမှုတွေရှိနေတယ်။ဒါပြင်ခုပြန်စစ်တားမှာတော့အခြေအနေပိုဆိုးပုံရတယ်ခမညာ။ယူကရိန်းတမူကအဲ့ဒီဒေသကတပ်ဖွဲ့တွေကိုအစဉ်စဉ်စုခွာကိုအမိပေးရပြီလို့သတင်းတွေမှာဖော်ပြထားတယ်။အော်ခုပြန်စကန်နေစုခွာဖို့အမိပေးပြီပေါ့။ဟုတ်ကဲ့။ဒါကြောင့်လာမယ့်ရက်အနေနဲ့အတွဲခုပြန်စစ်တားကနေယူကရိန်းတပ်တွေတိတိတသာစုခွာတာကိုတွေ့မြင်ရနိုင်ပြီးအဲပိုခရော့စ်မှာဂျူနီယာတို့မျိုးဝိုင်းရံပိတ်ဆို့ခံရနေတဲ့အနေမျိုးဖက်လာနိုင်ခြင်းရှိတယ်လို့လည်းတုံ့ပြန်ချက်တွေရှိနေတယ်။ဟုတ်ပါပြီ။ အခြားရကြည်တာတော်များပြီးရှုပ်ထွေးတယ်နော်ဒီတော့ဒီအခြေအနေတွေအားလုံးကိုခြုံငုံပြီးဘယ်လိုနားလဲရမလဲတစ်ဖက်မှာ Bureversnik လို့ကမ္ဘာအင်အားချိန်ငွင်ရှားကိုတိတိတသာပြောင်းလဲပြစ်နိုင်စွမ်းရှိတဲ့မဟာဗျူရာမြောက်လက်နက်တအကြောင်းသတင်းတွေကြားနေရတယ်။တစ်ဖက်မှာလည်းယူကရိန်းစစ်မီးပြင်ပေါ်ကနေအယံပြင်းထန်ပြီးရှုပ်ထွေးတဲ့တဖာဒီယောက်မှလုံးဝအပြာလန်ဆန့်ကျင်နေတဲ့တိုက်ပွဲသတင်းအချက်လက်တွေကိုရရှိနေပါတယ်။ဟုတ်ကဲ့။ဒါဟာအဓိကအချက်နှစ်ချက်ကို မိမောင်းထိုးပြန်နေတယ်လို့ကျွန်တော်ထင်ပါတယ်ပထမချက်ကတော့စည်ရင်းနီးပညာတွေဟာဘလောက်မြန်မြန်ဆန်ဆန်တိုးတက်ပြောင်းလဲနေတယ်လဲဆိုတာပါဘူရဗစ်နစ်လို့လည်းနဲ့မျိုးကောထွက်လာနိုင်ခြင်းတလင်းကဒီချက်ကိုညွန်ပြနေတာပေါ့ဟုတ်ကဲ့ဒုတိယချက်ကတော့မြေပြင်ပေါ်ကတကယ်စစ်ပွေအခြေအနေတွေဟာဘလောက်အထိမတည်ငြိမ်ရေကြိုပြီးရှုပ်ထွေးနေတယ်လဲအမှန်တရားကိုတီးဖို့ဘလောက်ခက်ခဲတယ်လဲဆိုတာပါပဲအထူးသဖြင့်ဘော့ခရော့စ်အနီးက အပြန်လာခိုင်းမှပြောဆိုမှုတွေငင်းဆိုမှုတွေကစစ်မျိုးတွေကြားထဲမှာတကယ်ပုံရင်မှန်တစ်ခုရရှိဖို့ဘလောက်လက်ဝင်တယ်ဆိုတော့ကွက်ကွက်ကွန်ကွန်ပြနေပါတယ်။အင်းတကယ်ကိုမျိုးတွေလိုပါပဲ။ဟုတ်ပါတယ်။ဒါပြင်ယူကရိန်းရဲ့အခြေခံစစ်ဝန်တွေကိုပြတ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုတော့ယူရှားရဲ့မဟာဗျူဟာလို့တတိယမှာဖော်ပြထားတာကလည်းပြိပတ်ခါဖြစ်ပွားရာတိတမှာ လာမဲ့ဆောင်ရည်ဒီဟာ ယတပီသူတွေအတွက်အလွန်တရားမှခက်ခဲကြမ်းတမ်းနှိမ့်ချရှိတယ်ဆိုတော့ကိုကြိုတင်သတိပေးနေတယ်လို့ပါပဲတကယ်ကိုစဉ်းစားစရာတွေများကြီးပါပဲဒီနေ့ဆွေးနွေးခဲ့တဲ့တကင်းရေးမြစ်တွေပေါ်အခြေခံပြီးနောက်ဆုံးအနေနဲ့ဆက်လက်စဉ်းစားဖို့ခြံထားခဲ့ခြင်းတဲ့ချက်တစ်ခုကတော့လေဒီလိုသမားရိုးကျက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေချိန် Blue Vesnik လို့မဟာဗျူရမြောက်လက်နက်တစ်တွေပေါ်ထွက်လာနိုင်ခြင်းရှိနေချိန်မှာတစ်ဖက်နဲ့တစ်ဖက်အပြန်အစိုင် ထုတ်ပြန်နေကြတဲ့တည်င်းချက်လက်တွေအဆိုးတွေ ဇလန်ဒီနဲ့တီဆုပ်ထားတဲ့တည်င်းချက်လက်စစ်ပွဲလို့ခေါ်တဲ့အရာကပေါ့လေမြေပြင်ပေါ်ကတကယ်စစ်ရေးရက်လက်တွေပေါ်မှာတော့နိုင်ငံတကာတိုင်းဝိုင်းအမြင်တွေယက်တီချက်တွေပေါ်မှာတော့ဘယ်အတိုင်းအတာထိလွှတ်မိုးမှုရှိနေမလဲဘယ်လိုပုံဖော်သွားနိုင်မလဲဆိုလာပါပဲဒါကတော့ရှေ့ဆက်ဖြစ်အသေးချာဆုံးချီလေ့လာရမယ်အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်နေဦးမှာပါ debate ကိုကြိုးဆိုပါတယ်ဒီနေ့ကျမတို့ဆွေးနွေးကြမယ်အကြောင်းအရာကတော့ Ukraine စစ်မြေအနာကာ နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီးပေါ့နော်မကြတဲ့ခင်ကရလာတဲ့သတင်းအချက်လက်တွေကနေပေါ်ထွက်လာတဲ့အာမဟာဗျူဟာအလဲပြောင်းတယ်ဖြစ်ပါတယ်အဲယူရရှားရဲ့နျူကလ িয়ার စွမ်းရင်သုံးခရုစ်ဒုံးပင်တဲ့စန်တတ်မှုယူကရိန်းရဲ့အရေးပါတဲ့အခြေခံအဆောက်အုံတွေတိုက်ခိုက်ခံရမှု ပြီးတော့စစ်မြေပြင်မှာနှစ်ဖက်စလုံးကတိတာတဲ့လှူရှားမှုတွေပါဝင်ပါတယ်ဟုတ်ကဲ့ဆိုတော့ဒီအချက်တွေနဲ့အဓိကမေဟုံတကူပေါ်လာတာပေါ့နော်ယူရရှားရဲ့လက်ရှိပေါင်းဆက်မဟာဗျူဟာ အဲဆူလိုရာကအခြေခံအဆောက်အုံတွေကိုစဉ်တကြားထိုက်ခိုက်တာရဲ့မီးပြင်းထိုးစစ်တွေကိုတွဲဖက်ကျင့်သုံးနေရကယူကရိန်းရဲ့ခုခံစစ်ကိုတကယ်ပဲထိတိယယောချိုးဖျင်းနေပြီလားအဲဒါမှမဟုတ်ယူကရိန်းရဲ့တံမြန်လှုပ်ဆောင်ချက်တွေဥပမာယူရိုက်ရှန်နောက်ပိုင်းနေမြေတွေထိုးပေါက်တာမျိုးတွေဒေသလိုက်တံမြန်တိုက်စစ်တွေကသူတို့ရဲ့ခုခံနိုင်စွမ်းနဲ့ယူရိုက်ရှာရဲ့ရီမန်းချစ်တွေကိုတိတိတသားဟန်တာနိုင်စွမ်းရှိနေပြီလားဆိုတာပါပဲဖြစ်စေနိုင်တဲ့ တံပြန်စွမ်းရည်တွေရှိနေစေဖြစ်တယ်လို့တင်ပြသွားခြင်းပါတယ်။ကောင်းပါပြီ။ကျမအမြင်ကိုရင်ဆုံးရှင်းပြပါစေ။အမ်ယူရှားရဲ့ပေါင်းဆက်မဟာဗျူဟာဟာလီယူကရိန်းရဲ့စစ်စင်ရေးစွမ်းရည်ကိုရောရေရှည်တောင်းခံနိုင်မှုကိုပါထိထိရောက်ရောက်ရှော့ချနေတယ်လို့ယုံကြည်ပါတယ်။ဒါကစစ်မြေပြင်ဖိအားပြီးုံတက်တက်မဟုတ်တော့ဘူးပေါ့နော်။ဟိုလက်စစ်တအားလိုင်းတွေအပူပေးစနစ်တွေ gas pipeline တွေကိုစနစ်တကျဖိမှတ်ထားတိုက်ခိုက်နေတာကိုကြည့်ဒီရွေချက်ကကျမမြင်ပါလို့ရှင်းပါတယ်။စစ်မှုလုပ်ငန်းတွေရတန်းအောင် ပြီးဆိုတဲ့မြားမြတ်ရွှေပြောင်အောင်ပြီးတော့ထိတ်လန့်မှုဖန်တီးဖို့ပါတချို့သုံးသက်ချက်တွေကဒါဟာအရှင်းနဲ့အလဲပိုင်းဒေတာတွေကိုလူနေကျဲပါတဲ့ကြာကန်ဆုံးဖြစ်အောင်လှုပ်ဆောင်နေတာလို့တောင်းဆိုကြတယ်မြေပြင်မှာလည်းအလားတူပါပဲဖိုခရော့စ်နာကမဟာဗျူဟာရဲ့ရေးပါတဲ့ဖိုခရော့စကီကြောင့်မိတွေ့တွင်ကိုတင်းလိုက်နိုင်တာမီနိုဂရက်မြို့အစွန်ဖျားကိုထိုးဖောက်ဝင်ရောက်နိုင်တာတွေကရေးပါတဲ့တိုးတက်မှုတွေလို့ဆိုရမှာပါတောင်ပိုင်းဇာပိုရီဇီယာမှာလည်းယီဂိုရော့ဖ်ကာ Trevor Noye နဲ့ Novo Mikhailovka လို့ကြီးဝါတွေကိုရုရှားကထိန်းချုပ်လိုက်ပြီးလို့အတီမပြုတ်နိုင်သေးတဲ့သတင်းတွေထွက်နေပါတယ်။ဒါတွေမှန်တဲ့ရင်အဲ့ဒီဒေသက Ukraine Council စီအတာဖိအားပုံများလာစေမှသိကြပါတယ်။ဟုတ်ပါရဲ့။ Belgorod ရေကာတာတက်ခတ်ခံရလို့ Wolfchansk မှာခဏတဖြုတ်အခက်အခဲရှိနေပြီးပြည့် အဲ့ဒီမှာရုရှားကဆက်ပြီးအသာစီးရနေစီဖြစ်ပြီးလို့မြို့ကိုတင်းပိုက်လူနေပါအနေထားကိုပြရတဲ့အထောက်အထားတွေရှိနေတယ်လို့ဆိုပါရယ်ခူပြန်စကန်နေယူကရိန်းတပ်တွေဆက်ခွာဖို့အမိန်ပေးခံရတယ်ဆိုရယ်မတည်ငြိမ်တဲ့သတင်းတွေကလည်းဖိအားတွေများနေတော့ပြပါရယ်ဒီစီရေလူရှားမှုတွေကနောက်ွယ်မှာအရေးကြီးတာတခုက Brevisnik NATO က SSX9 Skyfall လို့ခေါ်တဲ့နျူကလ িয়ার ဆွေရင်တုံးအကန့်အသတ်မဲ့ပြန်သတ်နိုင်ပြီးခြားပြတ်ဖို့ခက်ခဲတဲ့ Cruise Drone ပြန်ကိုအောင်မြင်စွာဆင်းသက်လိုက်တာကယူရှာရေရှည်မရပြီးဆွင့်ရင်နဲ့နီးဖင်ရပိုင်အသက်စီးရမှုကိုပြသလိုက်တာပါပဲ။ဒါလက်ရှိစစ်ပေါ်တယ်မဟုတ်ဘူး။အနာဂတ်အတွက်ပါသတင်းစကားပလိုက်တာလို့ကျွန်မမြင်ပါတယ်။ဟုတ်ကဲ့။ခမားတင်ပြထားတဲ့အချက်တွေကယူရှာဘက်ကအခြေအနေကိုကောင်းကောင်းထင်ရစေပါတယ်။အဲဒါပေမဲ့ကျွန်တော်ကတော့ Ukraine ဘက်ကတုံ့ပြန်မှုနဲ့ခုခံနိုင်စွမ်းကိုပို့ပြီးအလေးထားကြည့်စေချင်ပါတယ်။ ူရှားကမြေပြင်မှာအချို့နေရာတွေမှာတိုးတက်မှုတွေရပ်လေတာမှာပါတယ်။ဒါပေမဲ့ယူကရိန်းရဲ့လွတ်ဆောင်ချက်တွေကသူတို့ရဲ့ခူခံလို့စိတ်ပြင်းထန်နေစေဖြစ်တယ်လို့ပေါ့နော်။ယူရှားကိုတတိတာတာအထိနာစေနိုင်တဲ့စွမ်းရည်ရှိနေတုံးဆိုတာကိုပြပါတယ်။အမ်ဥပါပေါ်ကရော့စကန်မှာယူရှားတက်တွေဝိုင်းထတာကိုဖောက်ထွက်ဖို့ယူကရိန်းကဆော့ခရင်းစကန်နဲ့စာတိရှ်နေကိုပြန်သိမ်းဖို့စ조사နေတယ်ဆိုတဲ့သတင်းတွေထွက်လာတယ်။ဟုတ်ပါတယ်။ဒါတွေကယူကရိန်းလိုလားသူတနင်္ဂနွေမြစ်တွေကဖြစ်ပြီးတော့ဗီဒီယိုတီးပြချက်မရှိသေးဘူး။ ဒါပေမဲ့ဒီလိုချန်ပီယံထိုးစစ်လွတ်ဆောင်လင်းတဲ့ရည်ရွယ်ချက်ရှိနေတာကအရေးကြီးတယ်လို့ကျွန်တော်ထင်တယ်။နောက်တစ်ချက်ကယူကရိန်းရဲ့မောင်းနှမဲ့လေးနေတဲ့စွမ်းဆောင်ရည်ပါ။မော်စကိုထိရောက်အောင်ထိုးဖောက်နိုင်ခဲ့တယ်။မကြာစိခင်ကဘယ်ဂရော့ရေကာတာကိုတိုက်ခိုက်ခဲ့တာဟာအလွန်မဟာပြူဟာကြပါတယ်။ရေကာတာဖျက်ဆီးလို့ရေမျက်နှာပြင်ကျသွားပြီးရော Vochens ထိုးစစ်ကိုတိုက်ရိုက် နောက်နေစေနိုင်ခဲ့တယ်လေ။ဒါဟာယူကရိန်းရဲ့ပြင်းမှတ်ရွေးချယ်မှုနဲ့ထိရောက်မှုကိုပြတာပေါ့။အခြေခံစောင့်မှုတိုက်ခိုက်မှုနဲ့ပတ်သက်လို့ပြောရရင် အဲဒီတိုက်ခိုက်မှုတွေကလူသားချင်းစာနာမှုအကျက်အတင်းနဲ့စိတ်သက်ပိုင်းဆိုင်ရာဖိအားပေးမှုကိုဥတည်တာပုံများတယ်လို့ကျွန်တော်မြင်တယ်။စစ်မြေပြင်ကတက်ထည်ရင် ထောက်ပံ့ရေးလိုင်းတွေကိုတိုက်ရိုက်ချိုးဖျက်ဖို့ဘလောက်ထိရည်ရွယ်တယ်လဲဘလောက်ထိထိရောက်တယ်လဲဆိုတာကတော့မေခွန်းထုတ်စရာပါ။ယူကရိန်းရဲ့လေကြောင်းကာကွယ်ရေးဟာလည်းအလုံးစုံပြသသွားတာမဟုတ်သေးပဲအတိုင်းအတာတစ်ခုကြီးလောတုံ့ပြန်နေစေပါ။ခင်ဗျားပြောတဲ့ရက်ဂရော့ဖ်ကတို့လိုနေရာတွေက ရုရှားအောင်ပွဲသတင်းတွေကလည်းအတီဗျူချက်စောင့်အောင်ပါပါတစ်ဖက်မှာလိုင်းမန်လွန်နေရမှာရုရှားကအင်အားကြီးကြီးမားမားစုပြီးထိုးစင်ဆင်ဖို့ပြင်နေရတော့ခြင်းယူကရိန်းခုခံမှုကအားကောင်းနေစဲမှုရုရှားဘက်ကလည်းအရင်နည်းကြီးကြီးပေးဆက်နေတာဆိုတာထင်ရှားပါတယ်ဟိုဟာလေဘူဒဘက်စတစ်ကိစ္စကတော့ဟုတ်ပါတယ်စိုးရင်စရာနည်းပညာပါတံပြန်ဆွန့်ရည်ရှိနေတာကိုကျွန်မနားလဲပါတယ်ဒါပေမဲ့အခြေခံအဆောက်အုံတိုက်ခိုက်မှုတွေရဲ့ထိရောက်မှုကိုအပေါ်ရမကြည့်တယ်မို့လို့ထင်တယ်လေ ဒါစိတ်တပိုင်းဆိုင်ရာတက်တက်မဟုတ်တော့ဘူးဒီတိုက်ခတ်မှုတွေရဲ့တိုက်ရိုက်အကျိုးဆက်ကစမှုလုံငန်းတွေအကြီးရဲ့ရပ်ဆိုင်ထွားတာစွိုင်းရင်ပြတောင်းမှုကြောင့်လက်နက်ခဲယံထိုးလွှတ်မှုအပြုပြင်ထင်းတက်မှုတွေမှာအခက်အခဲတင်းစေတာပဲလူတွေအစုလိုက်ရွှေ့ပြောင်းရတာကလည်းလူသားချင်းစာနာမှု ပြဿနာအဖြစ်အဲ့ဒီဒေတာတွေမှာစင်ရဖြစ်တဲ့ဖို့ခုခံဖို့လူအင်အားယွနေသွားစေတယ်ဆရတာကရုရှားရဲ့စီးရီမှန်းချက်ကိုတိုက်အထောက်ကူပြုနေတာမဟုတ်လားအရှင်းနဲ့အလေပိုင်းကိုလူမနေတဲ့ဇုံးဖြစ်အောင်ဖန်တီးတယ်ဆိုတော့ ကြီးမန်းချက်ဟာယူကရိန်းရဲ့နောက်တန်းထောက်ပံ့ရေးလမ်းကြောင်းတွေကိုပါဖျက်တော့ဖို့မရည်ရဘူးလို့ပြောနိုင်ပါမလားရှင်။နောက်နိုင်ငံတွေကနေစီးရဲ့ထောက်ပံ့တွေအဆင်မပြတ်ဝင်နေတာကအဲ့ဒီလိုအပ်ချက်ကိုဘယ်အတိုင်းရတတ်တီဖြည့်ဆည်းပေးနေလဲ။လီကျောင်းကာကွယ်ရေးကအားနည်းလာလေဆိုပေမဲ့အရေးကြီးဖြစ်မဲ့တီကိုကာကွယ်နိုင်စွမ်းလုံးဝမရှိတော့တာလားဒါမှမဟုတ်ဦးစားပေးကာကွယ်နေရလို့နေရာလက်တီဖြစ်လာတာလားနောက်ပြီးတော့ယူရှာလာဒီတိုက်ခိုက်မှုတွေအတွက်တံမိုးကြီးတုံးကြီးတဲ့အများကြီးတုံးနေရတယ် ဆိုအဲ့ဒီကုံကြစီးနေရလာတဲ့စီရဲ့အကျိုးမြက်ကတကယ်ပဲတန်ရလားကျွန်တော်တော့အဲ့ဒါကိုလူမှုကိုထိလန့်စေပြီးယူကရိန်းအစိုးရအဖို့ဖိအားပေးဖို့ရည်ရတဲ့နိုင်ငံရေးဆန်တဲ့လူကအဖြစ်ပိုးပြီးရှုမြင်မိတယ်။ဟွန်းမြေပြင်တိုက်ပွဲအခြေအနေကိုပြန်ကြည့်ရအောင်ပေါ့ခရော့စ်နာကကြောက်မီတွင်းတွင်းကိုတန်းက မီနိုဂရက်မှာတတ်တဲ့ရှေ့တိုးလာတာဒီကတကယ်လက်တွေ့ကြတဲ့အောင်မြင်မှုတွေပါ5 chance မှာရေရှားအလန်းလွန့်ထူထားတဲ့ဗီဒီယိုထွက်လာတာကလည်းအခြေအနေကိုပြပါတယ် ဟုတ်ပါတယ်တင်ပြောသလိုတောင်ပိုင်းကရွာတွေတိမ်းတဲ့တည်င်းအဒီပြုတ်ဖို့လိုတယ်ဆိုပေမဲ့ရေပြုတ်လန်ချောင်းကရုရှားဟာအဓိကနေရာတွေမှာတဖြည်းဖြည်းရှေ့တိုးနေပြီးယူကရိန်းကအခုခံနေရတဲ့အနေအထားပါအဲကူပီယန်စ်ကအစခွာဖူးစန်းစားနေရတဲ့ဆိုတဲ့တည်င်းနဲ့ထွက်လာတာကလည်းဒီလန်ချောင်းကိုထောက်ခံနေတယ်လို့ပဲဆိုတော့ဒါတွေကိုခြုံကြည့်ရင်ရုရှားရဲ့မီးပြင်ဖိအားပေးမှုကအလို့ဖြစ်နေတယ်လို့မစွန့်နိုင်ဘူးလားရှင့်အဲ့ဒီလန်ချောင်းဆိုလာကိုကျွန်တော်တတိနဲ့တုံ့တက်ချင်တယ်ဟုတ်ပါတယ် ယူရှားကအချိုးနေလာမှာတိုးတယ်ဒါပေမဲ့ဘလောက်အချိန်နဲ့ဘလောက်ကုန်ကြားစိတ်နဲ့တိုးနေတာလဲပိုခရော့စ်နာမှာသူတို့ရှစ်တိုးနေမယ်မယ်ယူကရိန်းကတံပြန်တိုက်ဖို့ကြိုးစားနေတယ်ဆိုတာကိုလည်းထည့်စဉ်းစားရမယ်ဘက်ဂလရောရေကာတာကိုတိုက်ခိုက်မှုကပြတာကယူကရိန်းဟာရုရှားရဲ့ထိုးစစ်ကိုအနောက်ရှက်ပေးနိုင်တဲ့နီလန်းတွေကိုရှာဖွေအသုံးပြုနေစေဆိုတာပဲဗော်ရှန်စ်မှာအလန်လွင်တာကတမျိုးလုံးကိုထိန်းချုပ်လိုက်ပြီးတော့အဓိပ္ပာယ်မရသေးပါဘူးမျိုးပြတိုက်ပွဲတွေကရှေးကြတတ်ပါတယ် နောက်ပြီးရုရှားရဲ့အောင်ပွဲတရင်တွေကိုတီမတူးနိုင်တဲ့သူတွေအထူးတစ်ဖြင့်ရုရှားကာကွယ်ဝင်ကြီးဌာနကနေတိုက်ရိုက်ထောက်ပြန်တာမျိုးမဟုတ်ရင်ပေါ့နော်ကျွန်တော်တို့ဒါကိုချဲ့လက်အဖြစ်လက်ခံဖို့စောပါသေးတယ်ရုရှားကလိုင်မာမာထိုးစစ်ကြီးဆင်ဖို့အင်အားအများကြီးစုနေရတယ်ဆိုတာကယူကရိန်းရဲ့ကုခံမှုကရုရှားကိုနေရာတိုင်းမှာအလွယ်တကူရှေ့တက်ခွေမပေးဘူးဆိုတာကိုပြနေတာပဲလို့ကျွန်တော်မြင်တယ်။ကောင်းပြီလေ။ဒါဆိုရင်ယူကရိန်းရဲ့နယ်မြေတွင်းမှာထိုးဖောက်တိုက်ခိုက်မှုတွေမဟာဗျူဟာမျိုးတက်ရောက်မှုကိုကြည့်အောင်။မော်စကိုအထိ drone လက်နိုင်တာ ဘယ်ကိုရိုရီကာတာကိုတိုက်ခိုက်တာတွေကယူရှာတဲ့စိတ်အနောက်ရဖြစ်ဆိုင်ဆိုတာတော့ဟုတ်ပါတယ်။ဒါပေမဲ့ဒီလောက်ရတဲ့ကစစ်မြေပြင်ပေါ်ကယူရှာရဲ့ထိုးစစ်အရှိန်ကိုတကယ်ပဲတိတိတသားနောက်နေစေသလား။ဒါမှမဟုတ်ပြန်လဲတုံးပြန်မှုအစဉ်လောက်ပဲရှိမလား။တစ်ဖက်မှာယူရှာကဘယူရီဗက်စတစ်လို့အမ်ကိန်းကိုပြောင်းလဲနိုင်ခြင်းရှိတဲ့လက်နက်တွေကိုထုတ်ပြလိုက်တယ်။ဆိုတော့ဒါကရေရှည်မယူကရိန်းရဲ့ခူးခံစစ်အပေါ်ဘလို့တည့်ရောက်မှုရှိလာနိုင်မလဲရှင်။ဟေးဒီတိုက်ခိုက်မှုတွေကိုစိတ်အနှောင့်အယှက်ဆက်သက်လို့ချုံတွစ်စမှုလို့ကျွန်တော်ထင်တယ်။ဘယ်ဂရော့ရေကာတာကိစ္စက ဗော်ပျန်ထူစီကိုတကယ်ပဲနှောင့်နှေးစေခဲ့တယ်လေဒါတရဲ့စစ်စင်ရေးတက်ရောက်မှုပဲမော်စကိုပြတ်မှတ်ထားတာကစိတ်သက်ပိုင်းဆိုင်ရာတက်ရောက်မှုရှိတယ်လို့ယူရှားရဲ့လေကြောင်းကာကွယ်ရေးစစ်တေတဲ့အာဏာချက်ကိုလည်းမီးမောင်းထိုးပြလိုက်တာပဲဒီလိုတိုက်ခိုက်မှုတွေများလာရင်ယူရှားဟာသူ့ရဲ့နောက်တန်းလုံခြုံရေးအတွက်ရံမျက်တွေပိုတွန်းဆွဲလာပြီးတော့ရှေ့တန်းကိုပို့နိုင်တဲ့အင်အားညှောနေသွားစေနိုင်တယ်ဒါမဟာဖြူဟာမြောက်တက်ရောက်မှုဖြစ်လာနိုင်တယ် ဘရိုဗက်စနစ်ကနဟုတ်ပါတယ်အနာဂတ်ချင်းချောက်မှုပါဒါမဲ့အဲ့ဒါကနျူကလ িয়ার ဟန်တာရဲ့ဒီဂျာရန့်စ်နဲ့ပိုဆိုင်တယ်လို့ကျွန်တော်မြင်တယ်လက်ရှိသမားယိုးကြားစစ်ပွဲရဲ့မြေပြင်အခြေအနေကိုချက်ချင်းပြောင်းလဲပြစ်လန်တဲ့အရာမဟုတ်သေးဘူးရုရှားကဒီလိုလက်နက်မျိုးထုတ်ပြလာတာဟာတမာယိုချစစ်ပွဲမှာသူတို့မျောလင်းတလောက်အောင်မြင်မှုမရတခြားနည်းလဲနဲ့ဩဇာပြဖို့ကြိုးစားလာတာလို့တောင်အထိပယ်ကောက်လို့ရနိုင်မလားလို့ကျွန်တော်စဉ်းစားမိတယ်။အင်းအလုံးစုံမဟာဖြိုးဟာအထင်ကြီးကိုပြန်ခြုံကြည့်ရအောင် ကျမအမြင်မှာတော့လေအချက်လက်ဒီအားလုံးကိုစုပေါင်းသုံးသပ်လာရင်အခြေခံအဆောက်အုံဒီစနစ်တကျပျက်စီးလာမှုအဓိကစစ်မျက်နှာကြီးပြည်တဲ့ Pokrovs နဲ့ Kubians Colonial မှာမြေပြင်ဖြည့်အားဒီတိုးလာမှုနောက်ကွဲတာရုရှားရဲ့ရေရှည်စစ်ရေးနည်းပညာသားလိုမှုဥပမာ Purevs နဲ့ Glohamyu ကဒါဒီအားလုံးကရုရှားရဲ့ပေါင်းဆက်မဟာဗျူဟာကယူကရိန်းရဲ့ခုခံနိုင်စွမ်းကို ထဖြည်းပြင်းနဲ့စနစ်တကျချိုးဖျက်နေတယ်ဆိုတဲ့ဘက်ကိုညွန်ချနေတယ်လို့ထင်ပါတယ်ယူကရိန်းရဲ့တံပြန်မှုတွေရှိနေပေမဲ့အလုံးစုံအခြေအနေကသူတို့ပိုပြီးခက်ခဲလာနေပုံရပါတယ်ယူကရိန်းရဲ့တံပြန်မှုတွေရှိနေပေမဲ့အလုံးစုံအခြေအနေကသူတို့တော့ပိုပြီးခက်ခဲလာနေပုံရပါမိကျွန်တော်တို့အဲ့ဒီတဖြည်းဖြည်းချိုးဖျက်နေတယ်ဆိုတဲ့အချက်ကိုတန်တရာရှိနေစေပါယူကရိန်းဟာ အခြေအနေလိုက်လိုက်လျောနီထွေတုံ့ပြန်နေတယ် သူတို့ရဲ့တံပြန်တိုက်ခိုက်မှုတွေကအယူရှားကို နာကျင်စေတယ်စစ်စင်ရေးတွေကိုအနောက်အရှက်ပေးတယ်ယူရှားရဲ့မြေပြင်အောင်မြင်မှုတွေဟာနေကွေးပြီးတော့အလွန်ကုန်ကြစည်များပြားတယ်ဒီအောင်မြင်မှုတည်နေအများစုကလည်းအတိဖြူချက်လိုအပ်နေစေ အနောက်နိုင်ငံတွေရဲ့အကူအညီဆက်လက်ရရှိနေသမျှပေါ့နော်ယူကရိန်းပြည်သူတွေရဲ့ခုခံလိုစိတ်ဆက်ရှိနေသမျှပေါ့နော်ယူရှားရဲ့အန်တမတ်ရီမန်းချက်တွေအလွဲတကူအောင်မြင်ဖို့မလွယ်သေးဘူးလို့မြင်ပါတယ် သူတို့ကခုခံစစ်ကိုဆက်လက်ဆင်နွှဲနေပြီးယူရှားကိုအင်အားဆုံးရှုံးအောင်ဆက်လုပ်နေအောင်ပါပဲလို့ယူဆပါတယ်။ကောင်းပါလေ။ဒီနေ့ဆွေးနွေးမှုတွေကိုပြန်ကြည့်ရင်ကျမအနေနဲ့ရုရှားရဲ့ပေါင်းစပ်မဟာကီယူဝအထူးသဖြင့်အခြေခံစအောင် ပြတ်မှတ်ထားမှုနဲ့အဲဒီကစစ်မျက်နှာတွေမှာမြေပြင်ဖိအားပေးမှုတွေဟာယူကရိန်းရဲ့တောင်းခံနိုင်စွမ်းကိုတိတိတသားထိခိုက်စေပြီးတော့ရုရှားအထက်အသာစီးခြေနေကိုဖန်တီးပေးနေတယ်လို့စက်ပီယုံကြည်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဘက်ကတော့ယူကရိန်းဟာ ရုရှားရဲ့ပြားပေးမှုတွေကြားကနေတီးတာတဲ့ခုခံနိုင်စွမ်းကိုဆက်လက်ပြသနေဆဲခစ်ပေလို့ဆိုချင်ပါတယ်။ရုရှားပိုင်းနဲ့တွင်ပိုင်းထိတံပိုင်းတိုက်ခိုက်နိုင်တဲ့စွမ်းရည်ဘက်ဂရိုရေကာတာလိုမဟာဗျူဟာပြင်းမှတ်ကိုအောင်မြင်စွာတိုက်ခိုက်နိုင်မှုမြေပြင်မှာပြင်းပြင်းထန်ထန်ခုခံနိုင်မှုတွေကရုရှားရဲ့စစ်စင်ရေးရည်မှန်းချက်တွေကိုတိတိတသာဟန်တားနေဆဲခစ်ပြီးရောအောင်မြင်မှုကျင်ညာချက်တွေကိုသတိထားအတည်ပြုဖို့လိုအပ်နေဆဲလို့မြင်ပါတယ်။ဟုတ်ကဲ့ကျမတို့နေအောင်ရဲ့အမိနေဟာ တင်ပြတဲ့အချက်အလက်တွေအပေါ်မှာမတူညီတဲ့ရှုထောင့်ကနေအတိအပြည့်ဖွင့်ဆိုကြတဲ့အတွက်ကြွေးပြားနေစေဖြစ်တာထင်ရှားပါတယ်ရှင်။အင်းဒီလိုရှုပ်ထွေးပြီးအမျက်ကြောင်းလဲနေတဲ့စည်ရဲအခြေအနေမှာတစ်ဖက်တည်းတော့အမှန်တရားဆိုတာထက်ဖြစ်နိုင်ခြေရှိတဲ့ရှုထောင့်အစုံကိုစမ်းစစ်ဖို့ကြိုးစားတာကပဲအကျိုးရှိမှာပါနော်။ကျွန်တော်လည်းအပြည့်အဝသဘောတူပါတယ်။ဒီနေ့ဆွေးနွေးခဲ့တဲ့အချက်တည်းတရင်ဒီအားလုံးဟာဆက်လက်စောင့်ကြည့်လေ့လာမယ့်အရာတွေကြီးပါပဲ။ဘသူအမြင်ကပုံမှန်နဲ့ဆိုရာထက်ပေါ့နော်။ နားထောင်သူတွေအနေနဲ့ဒီလိုကွဲပြားတဲ့ရှုထောင့်တွေကိုသိရှိပြီးကိုယ်ပိုင်သုံးသပ်ချက်ကောက်ချက်ချနိုင်မှုကအရေးကြီးဆုံးဖြစ်ပါတယ်။နောက်ထပ်အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါဦးမယ်။